အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါအခုလက်ရှိမှာမြန်မာပြည်မှာတော့တည်ကြတဲ့အတိုင်းပဲဒါကျွန်တော်တို့အငလင်းတန်ကတော်တော်ကြီးကိုဆွဆွရရခန်းစားလိုက်ရပါတယ်အဲ့တော့ဒါကျွန်တော်ဒီနေရာကနေပြီးတော့ကျွန်တော်အနေနဲ့ကျွန်တော်ဒါလက်ရှိတဘာတဲမှာကျွန်တော်အခုလက်ရှိမှာမွေးနေ့ကမ်ပိန်းလေးလုပ်နေတာရှိပါတယ်အဲ့ဒီမွေးနေ့ကမ်ပိန်းရဲ့ငွေအမြောက်များကိုတော့ဒါကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်ဒါနှစ်ဆပို့ပြီးတော့အခုလက်ရှိမွေးနေ့ကမ်ပိန်းက350ဖြစ်300ဖြစ်300ရရင်ကျွန်တော် ပတ်စံနဲ့ကျွန်တော်သိန်း200ဒါကျွန်တော်တို့90ဆိုရင်သိန်း150ပုံစံမျိုးကျွန်တော်ထည့်ဖို့အတွက်ကျွန်တော်အစီအစဉ်လိုက်ပါတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာကျွန်တော်ပြောချင်တာဒီလိုမျိုးအသိပေးချင်တာကျွန်တော်အနေနဲ့ဘယ်နေရာမှာကျွန်တော်လူမခံပါဘူးကျွန်တော်ငွေနဲ့ကျွန်တော်လူမှာဖြစ်ပါတယ်အဲ့တော့ပထမအဦးဆုံးအနေနဲ့အခုလက်ရှိမှာငလင်း base ဆိုတဲ့ကြောင့်ကျွန်တော်ပထမအဦးဆုံးပြောဖို့လိုတာကသတင်းမှားတွေကိုယူဖို့ပါကျွန်တော် panic buying တွေ panic တွေဒါကျွန်တော်ထုံးအောင်နိုင်ကျွန်တော်ဒီလိုမျိုးအခြေအနေတွေဖြစ်လာပြီးဆိုလောဘသားကောင်းတွေအင်မတန်မှများပါတယ် ဥမာဒါကျွန်တော်လက်ရှိပူပူလောလောမှရင်ဒါကျွန်တော်တွေ့နေမြင်နေရတာဒါကျွန်တော်ငလျင်တည်င်းကိုဖတ်ချင်နေဆိုရင် link ကိုနှိပ်ပါဆိုတဲ့အဲ့ link နေအဲ့တော့ပြောချင်တာဒီလောက်ထိလူတွေဒုက္ခရောက်နေတာတော့မှကြားဖြတ်လို့ကအလုလုနေစေဖြစ်ပါတယ်ပြောချင်တာဒီလို link တွေကနေခင်ဗျားတို့ဒါပူပူစိတ်ကပူပြီးတော့အခုချိန်မှာဒါဘယ် link မှာခင်ဗျားတို့လဲခေါင်းထဲမှာရှိနေတာဒါပို့တဲ့ဆိုတော့နှိပ်လိုက်တဲ့အချိန်မှာခင်ဗျားတို့ data တွေပါသွားပြီခင်ဗျားတို့ရှိတဲ့ပတ်စံတွေပါသွားပါလိမ့်မယ်ပို့ဆိုတာအခုလက်ရှိအချိန်မှာပတ်စံတပြားနှစ်ပြားစလွဲလို့အကုန်လုံးကတန်ဖိုးရှိတဲ့ခက်ကြီးပါ တော့ပထမဦးအနေနဲ့အကုန်လုံးကိုလူလိန်တွေကိုတတိထားပါဘာမှကိုမနှိပ်ပါနဲ့ဘဒုကမကိုမယုံပါနဲ့ ို့ဟာကို give side မှာလို့ကျွန်တော်ပြောချင်ပါတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်ဒါတက်နိုင်တဲ့ဘက်ကနေဒီဘောလုံးရဲ့ဝန်ကနေပြောကျွန်တော်ကုညီသွားမှာပါဒါကျွန်တော်ညီညီကိုတွေကိုကျွန်တော်ဘောလုံးရဲ့ဝန်ကညီကိုတွေဒီနေရာကနေကျွန်တော် request ထုတ်ချင်ပါတယ်ဒီ video ကိုလည်းကျွန်တော် Facebook မှာပြန်ပြီးတင်ပါမယ် Facebook မှာကျွန်တော်ဒါဘောလုံးနဲ့ပတ်သက်ပြီးပါတတိယမတင်မှာမဟုတ်ဘူးဒီ video ကလည်းဒါကျွန်တော်တို့ဒါဒီကြားထဲမှာနောက်ဆုံး video အနေနဲ့ဖြစ်မှာပါဒါကျွန်တော်တို့ download ချက်ကျွန်တော်ရဲ့ Facebook page ကိုကျွန်တော် active ပြန် run ပြီးတော့ဒါကျွန်တော်တို့ download ချက်ဒါတတိယနဲ့ပတ်သက်ပြီးကျွန်တော်တင်သွားမှာဖြစ်ပါတယ်တတိယနဲ့ဆိုကျွန်တော်ဒါဘောလုံးတတိယနဲ့မဟုတ်ပဲဒါကျွန်တော်လက်ရှိမှာမြင်းကလင်းတတိယနဲ့ပတ်သက်ပြီးတင်သွားဖြစ်ပါတယ်ဘောလုံးတတိယအားကစားတတိယနဲ့ကျွန်တော် page ကိုပြန် run မှာ မဟုတ်ပါဘူးအဲ့တော့ကျွန်တော် page ကိုကျွန်တော်ပြန်ပြီးတော့လက်ရှိမှာဒါကျွန်တော်တို့မြင်းကလင်းသတင်းနဲ့ပတ်သက်ပြီးတော့ရှောက်ပြန် run မှာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်ပြောချင်ပါတယ်ပြီးတော့ကျွန်တော်ပြန်ပိတ်မှာပါပြီးတော့နောက်တစ်ခုနေနဲ့ခုလက်ရှိမှာခုနကပြောဆိုပြီးသတင်းမှားတွေသတင်းမှားတွေကိုအဓိကကျူအခုလက်ရှိမှာဒါကျွန်တော် Facebook page ကနေပြီးတော့ bonus program တွေကိုအရန်ပေးပါတယ် bonus program တွေကိုအရန်ပေးရကြောင်းဒီပောက်ကရသတင်းရေးပြီးတော့ engagement share တဲ့လူတွေအများကြီးအများကြီးရှိပါတယ် အဲ့ဒါကိုအထူးသတိပြုပေးပါကျွန်တော်ဒီညကပြောချင်ပါဘာလို့ခုနကပေါ်လက်ရှိမှာဒါဆူနာမီဆူနာမီဆိုတဲ့ဥစားကျွန်တော်ခဏခဏတွေ့နေရတယ်ဆူနာမီဆိုတာဒါကျွန်တော်အပြောကလွယ်လို့တကယ်တမ်းအဲ့လောက်ကြီးကြအပြင်မှာလက်တွေဖြစ်လာဖို့အတွက်အများကြီးကခဲ့ပါတယ်ပြောချင်တာဒီလိုမျိုးဆူနာမီဆိုခုလက်ရှိမှာဒါရန်ကုန်မြို့ကိုမကြခင်လာတော့မရန်ကုန်မြို့ကိုဒါဆူနာမီဖြစ်တော့မယ်ဆိုတဲ့ကြောင့်မို့ရန်ကုန်မြို့ကလူတွေ panic buying ဖြစ်ပြီးမလိုလားအပ်ပဲနေဒါကုံစည်းနှုံးတွေစွတ်တက်မယ် ဒါကိုစင်းတို့တက်တဲ့ချိန်မှာတကယ်ကိုဒါကျွန်တော်ပတ်စံရှိတဲ့လူဒန်းစားခံမှုပဲနဲ့တကယ်ကိုကျွန်တော်တို့ဒါတနေ့တနေ့လောက်ကန်ရှာဖွေစားတောက်နေတဲ့လူဒန်းစားနေနဲ့ပုံမူပြီးခက်ခဲသွားမှာဖြစ်ပါတယ်။အဲ့တော့ခုနပြောလို့ပဲကိုယ့်ရဲ့ bonus ရဲ့မရမဟုတ်တဟုတ်ဒါကျွန်တော်တို့ဒီဒေါ်လာလေး2ဒေါ်လာ3ဒေါ်လာအကြောင်းမလို့ကိုယ့်ရဲ့လောဘစိတ်ကြောင့်မလို့ကျွန်တော်ဒါပေးပတ်ဝင်ခြင်းဒုက္ခမပြုတော့ဒီညံကနေကျွန်တော်တောင်းဆိုပါတယ်။ နောက်တစ်ခုအနေနဲ့တော့ဒီနေရာတော့တစ်ခုပြောနေတာဘောလုံးကြီးကိုတွေပါအခုလက်ရှိမှာကျွန်တော်ခဏခဏတွေ့နေပါတယ်ဘယ်သူကဘာဖြစ်လို့ဒါကျွန်တော်လက်ရှိမှာဇာယာထိတ်မှာဖြစ်လို့ဘာဖြစ်လို့ညာဖြစ်လို့ကျွန်တော်ကိုယ်တိုင်လက်ရှိမှာဘောလုံးကြီးရဲ့ဝန်မှာဒါကျွန်တော်လည်းညီကိုရဲ့တယောက်ဖြစ်တဲ့ကြောင့်မို့ကျွန်တော်တွေ့ပါကကျွန်တော်ကိုယ်တိုင်ရှေ့ဆုံးကနေအဲ့ဒီပြောတဲ့လူပဲဖြစ်ပေ့ချ်ကိုပဲဖြစ်ကျွန်တော်ဘိုင်နင်းတက်ပြီးဆဲပါမယ်အခုလိုအချိန်မှာအလောင်းစားကြညာရဖို့အတွက်လုပ်တယ်ဆိုတော့ခမ ्या ကိုကျွန်တော်ရှေ့ဆုံးကကျွန်တော်ဆဲပါလိမ့်မယ်အဲ့တော့အခုလက်ရှိချိန်မှာဒါကျွန်တော်တို့ ဘက်တင်ဂျုံညာရေးဒီဘက်တင်ဂျုံညာကနေပြီးတော့ကျွန်တော် message တွေလှူနေလူတွေများရှိအဲ့ဒီလူတွေကလည်းကျွန်တော် congratulation ပါခမားတို့ကတကယ်သူရဲကောင်းတွေပါကျွန်တော်ပြောချင်ပါတယ်အဲ့တော့ပြောချင်တာအခုလည်းရှိမှာဒါခုနပေါ်သူပဲလူတွေရဲ့အပူလောင်ဒေါသလောဘတွေကိုကျွန်တော်ဒါအသုံးမချဖို့တော့ဒီညာကနေပြီးတော့ကျွန်တော်မြစ်တာရက်ခံရပြစီအဲ့တော့ကျွန်တော်ဒီနေ့မှာဒါမင်းမဆလမ်ပြောနောက်ထပ် 30မိနစ်လောက်30 seconds လောက်ပြောပြီးကျွန်တော်ဒီဗီဒီယိုနားအောင်ပြီအဲ့တော့နောက်တစ်ခုနေလာကျွန်တော် YouTube ကညီကိုကျွန်တော် YouTube ကတည်းဟာကျွန်တော်ကျွန်တော် YouTube မှာဗီဒီယိုမနားပါဘူး YouTube ကဗီဒီယိုမနားပဲကျွန်တော် YouTube မှာပို့ပြီးတော့ work rate တင်ပါတော့ YouTube ကဗီဒီယိုနဲ့ရတဲ့ဝင်ငွေတွေအကုန်လုံးကိုကျွန်တော်ပြန်ပြီးတော့ဒါ100%ပြန်လှူမဲ့ဥစားမှာသွားမှာဖြစ်ပါတယ်အဲ့တော့ပြီးတော့ခုနကကျွန်တော်တရားရခိုင်တော့မဟုတ်ကျွန်တော်ကိုယ်တိုင်အဲ့တရားရခိုင်တော့ရနှစ်ဆနဲ့ကျွန်တော်တတ်နိုင်တဲ့ဥစားပြကျွန်တော်ရှိမှ3ဆနေတာကျွန်တော်လုပ်ဖို့စီစဉ်ရှိတယ်ဒါခမည်းတော်ကိုပို့မွင့်လင်းလင်းကျွန်တော်ဝင်ခံရမယ်ဆိုကျွန်တော်ဘယ်လောက်တိတောင်စဉ်းစားခဲ့လဲဆိုကျွန်တော်အနေနဲ့ဒါကျွန်တော်တို့ဖြစ်ဖြစ်ချင်းနေမှာကျွန်တော်တသိန်း ်းစာနှစ်သိန်းစာကျွန်တော်လူအလုံးပေါင်း20နဲ့30ကျော်ကျွန်တော်လူဖြစ်ခဲ့တယ်ကျွန်တော်လူအပ်တဲ့နေရာမှာကျွန်တော်ဒါဘိုင်းနေနေဘိုင်းမတော့ကျွန်တော်အမကေပေးလူရဲဆိုကေပေးနေပဲကျွန်တော်ပေးခဲ့တဲ့ဥစ္စာအများကြီးရှိတယ်ဒါကျွန်တော်လုတ်ခဲ့တဲ့ဥစ္စာဒါခုနကခင်ဗျားတို့ဒါပြောစရာမလိုဒါပေမဲ့အဓိကကျွန်တော်ဘယ်လောက်တိခင်ဗျားတို့ကိုစဉ်းစားတယ်လဲဆိုကျွန်တော်လုတ်ဖို့ဒီဆိုကျွန်တော်အာ target လူကျွန်တော်မလုပ်ဖြစ်တာပဲရှိအဲ့ဒါကပါလဲဆိုတော့အဓိကအနေနဲ့ကျွန်တော်လောင်းကစားကြညာယူဖို့ဒီပါကျွန်တော်စဉ်းစားခဲ့တဲ့မှာဘာလို့ဆိုတော့ကျွန်တော်လောင်းစားကြညာသာယူခဲ့မယ်ဆိုဒီကြားထဲမှာသာကျွန်တော်တပတ်တန်ဒီဟာပေါ့ကျွန်တော်ဒါကျွန်တော်ပထမဆုံးဒါကျွန်တော်ကြညာတစ်ခုလည်းဖြစ်သွားနိုင်တယ်ကျွန်တော်တပတ်တန်ဒီပဲပဲနှစ်ပတ်တန်ဒီဖြစ်ပဲကျွန်တော်ယူပြီးတော့ရသမတ်ပတ်စံတွေကိုကျွန်တော်အကုန်လုံးကျွန်တော်ကျွန်တော်လှူဖို့တော်တော်ကျွန်တော်စဉ်းစားခဲ့တဲ့အထိကိုကျွန်တော်သွားခဲ့ပါတယ်အဲ့တော့ တက်နိုင်တဲ့ဘက်ကနေပြီးအခုချိန်မှာဒါလူကြတန်းကြပါဒါကျွန်တော်ကအခုလက်ရှိမှာဒါကျွန်တော်စဉ်းစားထားတာနောက်ဆုံးမိုင်ကိုစဉ်းစားထားအခုလက်ရှိတော့ကျွန်တော်လောင်းစားကြညာယူဖို့အတွက်အဆီဇင်တော့မရှိဒါပေမဲ့နောက်ဆုံးကျွန်တော်တအားလူလာရင်တော့ကျွန်တော်ဒါခုနပြောလို့ပဲ ကြိုက်တဲ့လူပြောပါကျွန်တော်တပတ်တန်နေနှစ်ပတ်တန်နေကျွန်တော်ယူပြီးတော့ကျွန်တော်တင်းကိုရာချီထောင်ချီနဲ့လှူလို့ရတယ်ကျွန်တော်လှုပ်ဖို့တော့ကျွန်တော်စဉ်းစားပါတယ်ဒါပေမဲ့လက်ရှိမှာလှုပ်ဖို့စဉ်းစားမရှိဘူးဒါပေမဲ့ကျွန်တော်ရဲ့ရှိတဲ့ဒါလက်ရှိမှာနောက်ဆုံးထိသိမ့်ခဲ့တဲ့ ethic ကိုပါကျွန်တော်ရိုက်ချိုးပြီးတော့ဒီလိုမျိုးလှူဖို့လည်းကျွန်တော်အစီအစဉ်ရှိပြီးသားပါဒါပုံမှန်လင်းလင်းပြောတော့ကျွန်တော်မှာဘာ ethic မှာတိတ်ပြီးရှိတဲ့ကောင်မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဒီဟာနဲ့ပတ်သက်ကျွန်တော်ဘယ်လောက် sensitive ဖြစ်သိရလို့ဒါပေမဲ့အကယ်၍သာအဲ့လောက်လှူနိုင်တန်းနိုင်မယ်ဆိုရင်ကျွန်တော်တို့ကရင်ဖို့တော့ ready ပါပဲဒါလေးကိုကျွန်တော်သိပြီအဲ့တော့ပြောချင်တာလက်ရှိမှာကျွန်တော်ရဲ့ Facebook page ကကျွန်တော် active ဖြစ်နေပါပါတကယ်ကိုတော့ကျွန်တော်တို့တတင်းနေနဲ့ပတ်သက်နောက်ဆုံးနဲ့ပတ်သက်ပြီးတော့လှုပ်ဖို့ရှိရ ယ်ပြီးရင်တော့တည်မားတွေလုံးဝမယုံပါနဲ့ပြီးရင်လောကလောဘသားကောင်းတွေကနေဝဝေးပြေးပါအရေးကြီးဆုံးကဒီလိုအချိန်မျိုးပါပဲတကယ်ကိုဒါအရေးကြီးဆုံးကဒါလုံးဝလုံးဝကိုဒါကျွန်တော်တို့စိတ်ပြက်စရာအချိန်တစ်ခုလို့ပြောလို့ရပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ပြောချင်တာဒီလက်ရှိမှာဘောလုံးရက်ဝန်းကညီကိုတွေကိုထပ်ပြီးတော့ခုနကပြောကျေးဇူးတင်ခြင်းပါတယ်ခုနကကျွန်တော်တို့ဒါပောက်ကရရေးတဲ့ကောင်တွေကတက္ကနာဖြစ်မှာခုလက်ရှိမှာဘောလုံးရက်ဝန်းကညီကိုတွေအနေနဲ့ဒီလိုမျိုး process မှာဘလောက်ထိလူညီဘလောက်ထိစူးစမ်းနေလဲဆိုတာကိုတော့အကုန်လုံးသိပြီးသားဖြစ်ပါလိမ့်မယ်အခုလက်ရှိမှာဒါကျွန်တော်တို့မြန်မာနိုင်ငံနေမှုပဲနဲ့ international ကျွန်တော်ပြောနေတဲ့ ချိန်မှာ international fan base ကပါအခုလက်ရှိမှာဒါဘောလုံးနဲ့ပတ်သက်ပြီးဒါကျွန်တော်တို့ထောက်လျှောက်စူးစမ်းနေရဆိုတော့ပြောစရာမလိုဘူးအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ ကျွန်တော်အဖေတိတ်ချရတဲ့ Manchester United အသင်းကလည်းဒါမြန်မာနိုင်ငံအတွက်မြန်မာလူပါစုမုံကောင်းတောင်းပေးခဲ့တယ်။ပထမဆုံး club နဲ့စတင်ပြီးဆူတောင်းပေးခဲ့တဲ့ club က Brentford ပါ။ Brentford အသင်းကတော့ကျွန်တော်မြန်မာနိုင်ငံမှာအာနာသိန်းတဲ့အချိန်ကစပြီးတော့အခုချိန်ထိတောက်လျှောက် speak out လုပ်ပေးနေတဲ့အသင်းပဲဖြစ်ပါတယ်။ပြီးတော့ဒါကျွန်တော်နောက်ထပ်အသင်းကတော့ကျွန်တော် Manchester City အသင်းမှာ City အသင်းက Facebook မှာမဟုတ်ဘဲ Twitter မှာဒါကျွန်တော်တို့ wish လုပ်ပေးခဲ့တာ immediate မှာကျေးဇူးတင်ပါတယ်။ Manchester ညီနောင်နေနေနဲ့ဒါကျွန်တော်တို့ နှစ်ဆက်ဆက်အောင်မြင်ပါစို့ဒီညမှာကျွန်တော်ဆက်လက်ပြီးဆူတောင်းပေးပါရယ် brand full letter ကျွန်တော်နှစ်ရှည်လာများဝေးကွာနေတဲ့ဖလားတွေအများရပါဆိုတော့နောက်ဆုံးတသင်းကတော့ကျွန်တော်တော်တော်လေးကိုကျွန်တော်မထင်ရတဲ့တင်းတင်းတင်းဖြစ် Paris Saint Germain မှာ PSG အသင်းကိုလည်းတကြီးများမှာမြန်မာနိုင်ငံသားတယောက်နဲ့အများကြီးအများကြီးကျေးဇူးတင်ပါတယ် PSG အသင်းနဲ့ဒါကျွန်တော်တကယ်ကိုကျွန်တော်ပြောရမယ်ဆိုတော်တော်လေးကိုဒါအရင်တော့ကအရန်ကြီး expert မဟုတ်တာတကယ်ခုလက်ရှိမှာတကယ်ကိုအထင်ကြီးပါတယ်တကယ်ကိုအများကြီးအများကြီးကျူးတူပါတယ်ဒီလိုမျိုးနိုင်ငံတကာကဒီလိုမျိုးပြောပေးရုံနဲ့ကျွန်တော်နိုင်ငံမှာဘာဒီဘလူဖြစ်ပြီးတော့ဘဲကောင်းဒီဘလူလုံနေလဲဆိုတာလူဘူးတိတယ်ဆိုတော့ကျွန်တော်အများကြီးအများကြီးကျူးတူပါတယ် အဲ့တော့ဒီထက်ပိုပြီးကြတော့လန်ဒန်ကကလပ်တွေကလီဗာပူးတို့ကဒီထက်ပိုများတဲ့ကလပ်တွေကအများကြီးပိုပြီးတော့ကျွန်တော်နိုင်ငံအတွက်ဝိုင်းဝန်းပြီးဆူတောင်းပေးကြောက်လို့ပါတယ်အခုချိန်မှာဆူတောင်းရုံနဲ့မဟုတ်ဘူး profile အမဲချေးရုံနဲ့မဟုတ်ဘဲနဲ့အကုန်လုံးဝိုင်းဝန်းကူညီဖို့လိုတယ်ငွေအားကလစ်အားကြိုက်တဲ့အားနဲ့ကူညီလို့ရပါတယ် profile အမဲချေးရုံနဲ့လူသားတွေကိုမကယ်နိုင်ဘူးအကုန်လုံးဝိုင်းဝန်းပြီးဒါကျွန်တော်တက်နိုင်တဲ့ဘက်ကနေကူညီပေးကြပါဒါလေးကိုကျွန်တော်မြေတားရဲခါကျွန်တော်လူမုန်းခံပြီးဒါလေးကိုတော့ပြောပြစေ အားလုံးမကြိုးတူပါနဲ့ကျွန်တော်ကိုတော့ကုန်ပြီပေါ့အားလုံးညီကိုတွေအားလုံးလည်းဘေးရန်ကွင်းကွာပြီကျွန်တော်အားလုံးဆင်ပြေပါစေလို့ကျွန်တော်ဒီညကနေဆုမွန်ကောင်းတောင်းအပ်ပါတယ်အဲ့တော့ကျွန်တော်ကတော့ရှိသမျှပတ်စံကျွန်တော်ဒီတစ်ခေါက်ကျွန်တော်ဆူထားသမျှပတ်စံဒီနှစ်မှလည်းကျွန်တော်ခရနာဘယ်ပဲကျွန်တော်လက်ရှိမှာအမှန်တိုင်းပြောရမယ်ဆိုရင်အကယ်၍စပါးသာချန်ပီယံယူရိုပါလိဖိုင်နယ်တက်ခဲ့မယ်ဆိုရင်ကျွန်တော်ဆူထားတဲ့ဝင်ငွေလေးရှိပါတယ်အဲ့ဒါကိုကျွန်တော်မသွားတော့ပါဘူးတက်ဖို့လည်းမရှိဘူးလို့ကျွန်တော်ဒါကျွန်တော်လေးဟာဒါကင်မာနဲ့တက်ဖို့လည်းမရှိတဲ့ကြောင့်မို့ကျွန်တော်အနေနဲ့ဒီစပိန်သွားမဲ့ငွေငွေကျွန်တော်သွားမဲ့ဥစားတွေအကုန်လုံးလည်းကျွန်တော်ဒီမှာအကုန်လုံးလှူမှာဖြစ်ပါတယ်အားလုံးမကြည့်ဘူးဒီမှာရေး ကျွန်တော်တို့ဒါ Facebook ကညီကိုရောနောက်မှ AC တွေ့ကြတာပေါ့ YouTube ကညီကိုရောကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့ကျွန်တော်ကတော့တောက်ကပြပေါ့အားလုံးပဲဝေရီရနေနေကြပါအားလုံးပဲ view ဆိုင်ကြပါကျွန်တော်တက်နိုင်တဲ့ပတ်သက်ပြတဲ့မြန်မာနိုင်ငံကလူတွေကူညီပေးကြပါအခုချိန်မှာတော့ပြည်သူကပြည်သူပဲရှိပါတယ်အားလုံးပဲကြိုးတူပါတယ်ကျွန်တော်တို့နောက်မှတွေ့ကြတာပေါ့